ကိုအင်ကိုအထက်မြင့်အောင်ဒီဆောက်ဖို့ထက်ဘဲနာကအင်တွေကိုဖြူချချင်တဲ့စိတ်တက်တခုတတိထားမိတာ ကျမတို့စီမှာလူတွေရဲ့စစ်ကိုစွပြီးလွှမ်းမိုးမှုတိဆောက်တဲ့နီးတွေတုံးတာများတယ်။ဟေးနင်လွားလာတယ်နော်။ဟေးနင်မျက်နှာလည်းမကောင်းဘူး။ဘာများဖြစ်တယ်လဲ။ပိန်သွားလိုက်တာ။ဂျမ်းမာရေကောင်းရဲ့လား။သူများတွေပြောနေကြတယ်နော်။အချင်းတွေကောင်းရဲ့လား။မိသားစုအဆင်ပြေရဲ့လား။ တည်င်းတွေကြားတယ်နော်စိတ်ညစ်နေမှာဗောသူများတွေကြောတက်ကုန်ပြီနော်ကိုကျူးစားသွားလို့အောင်မြင်သွားရင်ကန်ကောင်းလိုက်တာနော်နောက်ကိုမကြိုက်တဲ့စကားကိုထက်ခါထက်ခါပြောပြီးကိုကူဒေါသထွက်တောင်လောက်တာမျိုးဒါကလွှမ်းမိုးတိဆောက်တဲ့အခါမှာအစ်င့်အနေအဆုံးအစ်င့် nagging လို့ခေါ်တယ် negative feedback အနှုတ်သဘောဆောင်တဲ့နည်းနဲ့ကိုကိုစိတ်မလုံးချုံအောင်လုပ်ပြီးထိန်ချုပ်ဖို့ကြိုးစားတာ တချို့ကလဲဒါကိုအစင်းနဲ့လွှမ်းမိုးမှုလုပ်နေလို့သိချင်မှတည်လင်မယ်ဒါပေမဲ့ဒီနည်းနဲ့အလုပ်ဖြစ်တော့ဒါကိုပဲဆက်တိုက်သုံးနေတတ်ကြတယ်ကိုကအလုပ်တစ်ခုခုလုပ်တော့မယ်ဒီအလုပ်လုပ်တဲ့အတွက်တစ်ဖက်လိုထက်ကြော်သွားမယ်ဒီလိုကြော်သွားမှကြောက်တဲ့အခါတစ်ဖက်လိုလုပ်နေတဲ့အလုပ်ကိုကုံမယူအောင်ရှက်စရာကောင်းတဲ့ပုံဖြစ်အောင်လုပ်တတ်ကြတယ်အလုပ်ကြိုးစားမှာပေါ့သခင်အားရကျွန်ပါဝါလေ မျက်နှာကြီးပြပြင်းဝဲမရှာချင်ပါဘူးမြောက်ပြဆန်တောင်းမလုပ်ချင်ဘူးငါအလုတ်လဲနဲ့ကိုအစ်စဲနေပါရစေဒီကောင်မအရန်ကိုတက်ကြွနေတာဘယ်အချင်းပြုတ်ချမလဲမသိဘူးဒါမျိုးတွေကြားဖို့လိမ့်မယ်နှစ်ပေါင်းနှစ်ပေါင်းများစွာနှစ်ပေါင်းများစွာဘူတော်ထက်ကလူတော်တူအောင် လူတွေအကြောင်းလူသဘောမနှောတွေလဲလာရင်တတိပြုတ်မိလာတာတခုရှိတယ် လူတွေကအစွမ်းအစသေးသင်လဲလဲကိုအင်ကိုအထက်မြင့်အောင်တိဆောက်ဖို့ထက်ဘဲနာက အင်တွေကိုဖြိုချခြင်းလဲလဲဒီစကားလဲခဏခဏကြားဖို့မှာပါဒါကြောင့်ဒီလိုအောက်လုံးတွေတုံးပြီးကိုကိုထိန်ချုပ်ခြင်းတို့တွေကိုတတိပြို့ပါပြောတဲ့လဲတန်ကအရေးကြီးပါတယ်တယောက်ယောက်နဲ့စကားပြောတဲ့အခါကျမတို့ရဲ့လဲတန်ကကျမတို့ထင်ထားတာထက်ပိုပြီးအရေးကြီးပါတယ် ကျမတို့ရဲ့ရည်ရွယ်ချက်ကကောင်းတယ်ပဲမဲ့စကလုံးတွေပျောက်သွားပြီးတဲ့နောက်မှာတောင်ကျမတို့ပြောဆိုပုံကတခြားသူရဲ့နှလုံးသားထဲဆွဲကြံနေတတ်တယ်။ကျန်တန်းတဲ့သူ့မဟုတ်ဘယုမဆိုင်ပဲပြောမိတဲ့လေတန်တွေကသူတို့စိတ်ထဲမှာထက်ခါထက်ခါပြန်ပဲ့တင်ထက်နေပြီးကျမတို့မရည်ရွယ်တော့လဲနာကျင်ဆဲတဲ့အချိန်တွေကိုပြန်ပြန်ကြားနေနိုင်ဆဲတယ်။ အဲ့ဒီလိုအချင်းတွေကစိတ်ထိခိုက်ဆရာဖြစ်ပြီးမဲ့ဖို့ခက်တဲ့စိတ်တန်ရာတွေဖြစ်သွားစေနိုင်တယ်။ဘာပြောသလဲဆိုတာထက်ဘလို့ပြောသလဲဆိုတာကပိုပြီးတောင်အရေးကြီးတယ်။ကျမတို့သုံးတဲ့လေတန်ချင်းကပ်ပုံနဲ့ရွေးချယ်ပြောဆိုတဲ့စကလုံးတွေက လူတယောက်ကိုအားတဆဲတယ်လို့စိတ်တကြဆဲတာလည်းဖြစ်နိုင်တယ်။တင်တွဲ送သူတိုင်းဟာ သူတို့ရင်ထဲမှာတစ်ခုခုကိုသေဆောင်ထားကြပါတယ်။ ရုံးကန်နေရတာတွေ၊ရှောက်ရွံ့နေတာတွေ၊မျောလင့်ချက်တွေကျမတို့တွေ့မြင်နိုင်မှာမဟုတ်တဲ့အရာတွေပေါ့။ဒါကြောင့်စကားပြောတိုင်းကျနာစွာပြောကြရအောင်။နားလေပေးတဲ့စိတ်နဲ့နှွေးနှွေးထွေထွေပြောဆိုကြမယ်။ဘာလို့လဲဆိုတော့ကျမတို့ရဲ့စကလုံးတွေမှာနာကျင်မှုတွေကိုပျောက်ကင်းစေနိုင်တဲ့စိတ်တက်တာစေနိုင်တဲ့ကျမတို့ရဲ့ကယုတ်ဆိုင်ချင်းကိုပြသနိုင်တဲ့အစွမ်းအားရှိလို့ပဲ။ တကယ်တော့ကျမတို့ကသူများကိုဘယ်လိုခံစားမှုမျိုးဖြစ်စေသလဲဆိုတာကိုသာသူတို့အကြာကြီးမှတ်မိနေမှာပါ